ပခုတ်ကူတက်ကတော်ဆရာဆရာမတွေကမကွေးမြို့မှာညအိမ်နားနေတဲ့ပခုတ်ကူတပိတ်စစ်ကြောင်းအတွင်လိုက်ပါသွားတဲ့ကျောင်းသားတွေကိုတွားရောက်တွေ့ဆုံခဲ့ကြပါတယ်ဒီသတင်းကိုဥမျက်နိုင်ပေးပို့ထားပါတယ်ရှင်အခုဖေဖော်ဝါရီလ9ရက်နေ့မနက်မှာပခုတ်ကူဝိဇာသိပ်ပံတက်ကတူဆရာဆရာမတချို့နဲ့ပခုတ်ကူနီးပညာတက်ကတူကျောင်းအုပ်ကြီးတို့ကမိမိတို့ရဲ့ကျောင်းသားတွေအတွက်စိုးရိမ်ပူပန်မိတာကြောင့်မကွေးမြို့ကံပြားဖုံးတော်ကြီးကျောင်းမှာညအိပ်ရနာနေတဲ့ပခုတ်ကူတပိတ်စစ်ကျောင်းစီကိုရောက်ရှိလာခဲ့ကြတာလို့သိရပါတယ် เจ้ามาဒီကလေးလေးကိုအမြဲတမ်းတွေ့တယ်အမြဲတမ်းမြင်နေတယ်အခုเจ้ามาဆိုရင်အားသောက်လုပ်တယ်ဒီကလေးကအမြဲတမ်းပြောကြတယ်ကျွန်တော်တို့ရဲ့မျက်စိကြည့်မှာရှိနေတုန်းကတော့ဒါသိစမရှိဘူးအခုမျက်စိရှိမှာမရှိဘူးအဝေးကိုရောက်နေတယ်ကျမ်းမာရေးသူတို့ရဲ့ဒုံကျုံရေးသူရဲ့အခက်အခဲတွေကိုစစ်မှုတဲ့အတွက်ဒါရောက်ပြီးတော့သူတို့ကိုပြစ်ဆုံးတယ်ပြစ်ဆုံးပြီးတော့သူတို့ရဲ့အခက်အခဲရှိရင်သူတို့ကိုကိုယ်ကတတ်နိုင်တာကိုကူညီပေးမယ်တတ်နိုင်ရင်သင်ပြပေးမယ်သူတို့ရဲ့ကြံနေဖြစ်နေတာတွေကိုသိရမယ်ဆိုရင်ကိုယ့်ဘက်ကနေပြီးတော့ ဒီဘတ်တယောက်အနေညိုနဲ့သူတို့ကိုကုညီဆောင်ရှောက်ပေးခြင်းတို့အဲ့လိုလိုက်တာလည်းဖြစ်ပါတယ်တပိတ်စီကြောင်ဆင်နွှဲနေတဲ့ကျောင်းသားများနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကြားနှုတ်နှစ်ဖက်မြန်မြန်ဆန်ဆန်ပြေးလဲစီခြင်းနဲ့လို့ပခုတ်ကူတက်ကတူတင်နန်းရေးရာဌာနမှုကပြောပါတယ်ကျောင်းသားတွေကလည်းစံမွဲကိုဖြည့်ဆည်းပြီးတော့အောင်မြင်စေခြင်းနဲ့ပညာရေးကိုတစင်းတစင်းချင်းသူပြီးအောင်မြင်သွားခဲ့ရင်မိမိရဲ့ဆန္ဒကိုလည်းဆောင်ရွက်နိုင်တယ်ဒါပေမဲ့ဒီဘက်မှာလည်းသူတို့ရဲ့ဆန္ဒကဒီလိုသွားနေတယ်ကျွန်တော်တို့ကလည်းကျွန်တော်လည်း တက္ကသိုလ်မှာတောင်းရှိတယောက်ဆိုကြတော့ဆံမိုးရဲ့လည်းသူ့ရဲ့တတ်မှတ်ချက်တိုင်းအနန္တပတ်ပြီးလုပ်ရမှာပဲဖြစ်နေကျင်တာကတော့အားလုံးဟိုဘက်ဒီဘက်ညီမညာညီတိုင်းပြီးတော့ပြီးမြောက်သွားပြီးတော့အေးချမ်းချမ်းနဲ့ပညာသက်သက်သင်ကြားချင်းတိုက်ယူတဲ့တိုးတက်ဒီကြောက်ဆိုတဲ့ဆောင်းစိတ်ဓာတ်မျိုးကိုပြီးချင်ပါတယ်ရောက်ရှိလာတဲ့ပခုတ်ကူတက္ကသိုလ်အသီးသီးကဆရာဆရာမများကိုပခုတ်ကူတပိတ်စီကျောင်းအတွင်းလိုက်ပါလာတဲ့ပခုတ်ကူတက္ကသိုလ်ကျောင်းသားတွေကသားတို့သမီးတို့အနေနဲ့ဆရာဆရာမတို့အပေါ်အပြစ်ကြီးငယ်ပြုမှုမိပါကခုလိုပေးပါဟုလက်အုပ်ချီရှိခိုးကြော်ပြီး တပိတ်စစ်ကြောင်းကိုဆက်လက်ချိတက်ခဲ့ကြပါတယ်ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ